မြန်မာနိုင်ငံကမင်္ဂလေးပရိသတ်တရဲ့လက်အုပ်ချီအားပေးမှုတွေကိုပါရရှိနေတဲ့ဗီတာမင်အလုံးမဲမင်္ဂလာပါဗမစ်စနောင်းကနေချက်ဆွလိုက်ပါတယ်။ဘီယာဇလန်တွဲတွေကိုသဘောကျတဲ့မြန်မာပရိသတ်တွေဆိုရင်တော့ဗီတာမင်နဲ့ဇော်ဆိုင်ထက်တို့အတွက်လေးကိုတေချာပေါက်တည်ပြီးသားဖြစ်မှာပါ။ရွှေဆိုင်ဖွင့်ပွဲတွေမှာတက်လေရှိကြတဲ့ဗီတာမင်နဲ့ဇော်ဆိုင်ထက်တို့နှစ်ယောက်ကိုတချို့သောပရိသတ်တွေကတော့မသိပေမဲ့လည်း BL ပရိသတ်တွေကတော့သူတို့ကိုတသက်လောက်အားပေးကြပါတယ်။အဝင်စားအယောင်တူလေးတွေဝတ်ပြီးစင်ပေါ်မှာကလေးရှိကြတဲ့သူတို့အတွေ့လေးကတော့လက်ရှိမှာလူကြိုက်အများဆုံးဖြစ်နေတာပါ။ Began Beginning ဆိုတဲ့ BL ဇလံတွဲကနေစတင်ပြီးတော့သူတို့နှစ်ယောက်ကိုအားပေးတဲ့သူတွေများလာခဲ့ပါတယ်။ဒီဇလံတွဲကတော့ရှရှပပမြမ BL ဇလံတွဲတစ်ခုဖြစ်ပြီးအောင်မြင်တဲ့ဇလံတွဲဖြစ်ခဲ့တာပါ။သူတို့နှစ်ယောက်ကိုဇလံတွဲထဲမှသာမကပဲအပြစ်မှလည်းပရိသတ်တွေကအရန်သဘောတူကြပါတယ်။ဒါကြောင့်သူတို့အတွဲလေးကို BL ပရိသတ်တွေက Vita Shine ဆိုတဲ့နာမည်လေးကိုတောင်ပေးထားကြတာပါ။ Vitam င်နဲ့ဇော်ရှိုင်းထတ်ထုတ်ကိုပေါင်းပြီးဗီတာရှိုင်းဆိုတဲ့နာမည်ကလေးကိုရသွားခဲ့ကြပါတယ်။အခုဆိုရင်တော့ဗီတာမင်ကအရန်ကိုအောင်မြင်နေပြီးမင်းကလေးပြည်သက်တွေကကြီးညိုလွန်းလို့လက်အုပ်ထွေအောင်ချီးနှီးကြပါတယ်။ သူတို့ရဲ့မျက်နှာကိုမြင်လိုက်ရရုံနဲ့တင်စကားမပြောနိုင်လောက်ဖြစ်သွားပြီးအရန်ချုံမလှပတဲ့မင်းသားတွေအဖြစ်မြင်ကြတာပေါ့။ဘီယာဇလန်တွက်တွေကိုမကြည့်တဲ့ပရိသတ်တွေကတော့သူတို့အတွေ့လေးကိုမသိကြပေမဲ့လေသူတို့ကိုအားပေးကြတဲ့မင်းကလေးတွေကတော့မြင်လိုက်ရင်အသက်ရှူရမတက်ပျော်သွားကြပါတယ်။ရွှေဆိုင်ဖွင့်ပွဲတွေမှာစင်ပေါ်တက်ပြီးကနေတဲ့သူတို့အတွေ့လေးကဖြော်ပြတဲ့နေရာမှာလည်းပြည်ပြင်းလို့တချို့သောမင်းကလေးပရိသတ်တွေက အလုတ်ကိုခွင့်ယူပြီးတော့တောင်အားပေးကြတာပေါ့ချောမောလာပါတဲ့ရုပ်ရည်ကြောင့်သူ့ကိုအပြစ်မှာပထမဆုံးချိန်မြင်ဘူးကြတဲ့မင်းကလေးတွေကမျက်ရည်တွေတောင်ကျသွားကြတယ်လို့ဆိုပါတယ်ဗီတာမင်ကိုအားပေးကြတဲ့သူတွေထဲမှာတော့အသက်ကြီးကြီးအန်တီဂျီတွေလည်းပါဝင်တာပေါ့သူတို့ကဗီတာမင်ကိုတွေ့ချင်တာကြောင့်အဝေးကနေတကူတကအားပေးကြပြီးရွှေဆိုင်ဖွင့်ပွဲတွေမှာလည်းလိုက်လံအားပေးကြပါတယ်ဗီတာမင်နဲ့ဇော်ရှိုင်းထတ်တို့နှစ်ယောက်ကိုပရိသတ်တွေကလည်းသဘောတူကြသလိုသူတို့နှစ်ယောက်ကလည်းတန်ရုံးစင်တွေရှိကြပါတယ် သူတို့နှစ်ယောက်တက်ရောက်လာတဲ့ပွဲတွေဆိုရင်မင်းကလေးပိသက်တွေကတိုးဝေပြီးတော့အားပေးကြတာကြောင့်ချွေဆိုင်ပိုင်ရှင်တွေကဖွင့်ပွဲတိုင်းမှာဖိတ်ကြတာပေါ့။စင်ပေါ်မှာလည်းချစ်စရာကောင်းတရုတ်ဆောင်ပြတဲ့အပြင်တချင်းတွေလည်းဆိုပြတာကြောင့် မင်္ဂလိပိသက်တွေကတော့အသေးတွေအရေးပြောသွားကြပါတော့တယ်။သူတို့ကိုအားပေးတဲ့ပိသက်တွေကတော့ဇော်ရှိုင်းထက်တွန်းဟာတရုတ်နိုင်ငံကဝန်ကြီးပေါ်လို့ထက်တောင်းအောင်မြင်တယ်လို့ခံယူထားကြတာပေါ့။ဝန်ကြီးပေါ်ကဇလန်တွဲပေါ်ပြီးတဲ့နောက်မှာခဏလောက်သာနမဲကြီးပြီးဇော်ရှိုင်းထက်နဲ့ဗီတာမင်တို့ကတော့နှစ်ပေါင်းများစွာကြောင်းနမဲကြီးကြတယ်လို့ဆိုပါတယ်။ began beginning စကားကထုံးလွှင့်ပြီးတာကြပြီဖြစ်ပေမဲ့လည်းဇော်ရှိုင်းထက်တို့အတွဲလေးကိုတော့အခုတက်တီတဲတဲလုံးအားပေးကြတာပေါ့ဇော်ရှိုင်းထက်တဲ့ဗီတာမင်တို့အတွဲကစကားပြောရင်ကြီးချိုတာတဲ့အပြင်ပရိသတ်တွေကိုလေးစားမှုထားတာကြောင့်ချစ်ခင်သူတွေများပါ ါတယ်။တချို့သောမင်းကလေးပြည်သက်တွေကတော့ဗီတာမင်နဲ့ဇော်ဆိုင်ထက်ကိုမြန်မာနိုင်ငံကအခြားသောမင်းသားတွေထက်ပိုပြီးတော့အားပေးကြပါတယ်။ဘလိုပဲရရလိုချင်ကြပါမယ်လေတချိန်မှာသူတို့ချစ်တဲ့သူကိုရွေးချယ်သွားမယ်ဆိုတာကိုလည်းသိထားပြီးသားပါ။ကလေးလေးတွေကအရန်ဖြူစင်နေဆိုပြီးကောက်ွယ်ပေးတတ်ကြသလိုဗီတာဆိုင်တို့ဇုံတဲလေးကတော့ မြန်မာ BL ဇာကားတွေရဲ့ရှေ့ဆောင်ဖြစ်လာတာပါဗီတာရှိုင်းတို့ဇုံတွဲကိုလောချီပီအပေးရတဲ့အထိချစ်ခင်ကြတဲ့သူတွေထဲမှာရိသတ်တို့ရောပါဝင်လားဆိုတာပြောပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခတ်ကြပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ